ရွေးကောက်ပွဲကိုတောင်းဆိုလာတယ်ဗျာဒီမိုကရေစီတို့ liberalism တို့လူအခွင့်အရေးတို့အများကြီးပြောတဲ့သူရဲ့လက်ထက်ရောက်ပါအစိုးရကကိုယ်ကပြ ဖြစ်သွားတယ်2015ကြတဲ့ခါကျတော့ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပြီးတယ်လုပ်တဲ့ခါကျတော့ NLD ကနိုင်နေဗျနော် NLD နိုင်တဲ့ခါကျ NLD အစိုးရဖြစ်လာတယ်ပေါ့နော်အနေဖြတ်သန်းတဲ့အခါကျတော့ဘာလို့သွားသတိထားမိလဲဆိုတော့ပြည်သူစံတန်းနေနည်းနည်းလေးစန့်ကျင်သွားပြီးတော့ဘာမှမလုပ်ရလေးတွေရှိလာတယ်။ရှိလာတဲ့အခါကျတော့ကြားပြမှာနော် NLD တော်လေးကြာသွားတယ်။ ကျွန်တော်ထင်ပါတယ်ဟို NLD မှာလည်းသူစေတနာအဖွဲ့ရှိတယ်လीအဲကျွန်တော်မှာလည်းရှိတယ်ကျွန်တော်ဆိုရင်အမှတ်မရရ300ကျွန်တော်အကုန်ချခံပြီးတော့မှအကျူတင်စစ်တမ်းနေကျွန်တော်လုတ်တယ်မှားမှာဆိုလို့တော့မှတကယ် research team နှစ်ခုရဲ့တော့ကျွမ်းကျင်တဲ့သူတွေနဲ့ကျွန်တော်တပည့်နဲ့ပေါင်းပြီးလုတ်တာเนาะလို့တော့ကျွန်တော်အဖြေအားတွေ့နေပြီ အဲ့ NLD မှာလည်းတွေ့တယ်အဲ့ကာလာတုံးကခင်ဗျားဆောင်းမတွေခင်ဗျားတို့နည်းနည်းဖတ်ကြည့်ရင်အဲသတိထားမိပါလိမ့်မယ်တွေ့တယ်ဒီ TT နဲ့ကျွန်တော်အစောမဖြစ်နိုင်တော့ဘူးဥပမာအပြင်ပေါ့ဗျာကြာ30ဘူးရမှသူကအစောကတပါတီနဲ့ဖွင့်နိုင်တယ်အဲ့ဒီချိန်မှာနည်းနည်းပေါ့ဗျာချောင်းစုံတို့ဘာလို့ပေါ့နော်နောက်နောက်ဘက်မှာဟာလားဘုကျုပ်ခြေရုပ်အတင်းထားတာတို့ဘာလို့ပေါ့လေအဲ့ဒါမျိုးတွေနဲ့အဲ့ဒီပြုတ်ချသွားတဲ့ခါမှာ၁၀ဝရမှအစိုးရဖြစ်မယ်နေရာမှာသူရှစ်ချက်ဖို့လောက်ပေးရတယ် နှစ်ချက်ဖူးလောက်ကိုသူက minority ပေါ့ဗျာပါတီငယ်နဲ့ပေါင်းရင်သူရတယ်ဒါတော့မှသူက power သူ share မလုပ်ချင်ဘူးเนาะဒီနည်းနည်းလေးတော့လုံးမပေးချင်ဘူးเนาะအဲ့တော့သမိုင်းဦးသိစိန်လက်ထက်တုန်းကတရားရာဂိုင်းတို့ကိုလွှဲပေးတာเนาะတရားရာဂိုင်းတို့ကိုကျော် power shift လုပ်လိုက်တာအဲ့ဒီတက်ကြတဲ့ခါကျတော့ဒီကဲပြားနေစေဘူးလောက်တော့မှသူက minority ဆိုတော့ပါတီကလေးနဲ့ပေါင်းရင်သူရနိုင်ရဲ့သားနဲ့အဲ့တော့တော့သူလုံးမပေးဘူးလုံးမပြီးတော့ထားပါတော့ဗျာဟိုကောင်းကောင်းမှလေးဖြစ်လာတာပေါ့နော်မဲပေးနိုင်တာတန်း30ကျော်တယ် အပူမဲအဆက်တတန်းဗျာခင်ဗျာတွေ့ကြည့်သုံးပုံတစ်ပုံနေပါလောက်ရှိတယ်အဲ့တော့ဘယ်လို့သတ်ခံနိုင်တော့မလဲအဲ့တော့တမတော်ကကျွန်တော်တို့ဟလာညှိနှိုင်းနေကျွန်တော်တို့တီးသလောက်ကတော့အချိန်များစွာပဲเนาะအချို့နေရာလေးတွေမှာပြန်ရေးပေးပါဆိုတဲ့အခါကျတော့ဒါတော့မှသူပြန်ရေးမပေးနိုင်ဘူးပြောချင်တာကအဲ့တော့ခင်ဗျရွေးကောက်ပွဲကိုတောင်းဆိုလာတယ်ဗျာဟလာခင်ဗျဒီမိုကရေစီတို့လစ်ဘရယ်လစ်ဇင်တို့လူအခွင့်အရေးတို့အများကြီးပြောတဲ့သူရဲ့လက်ထက်ရောက်ပါဆိုတာကိုယ့်ကအပြဖြစ်သွားတယ် နော်အဲဒါရောမှတံမတော်ကအခုလိုပေါ့ဗျာဖြစ်ရမျိုးဟိုဟလာမဖြစ်စေခြင်းတဲ့အတွက်ကြောင့်မလို့ညှိနှိုင်းတာအခြေပေါင်းများစွာနော်ကျွန်တော်တို့ပြည်သူတွေဘက်ကိုရှံကြလာတဲ့အတန်အောင်မှအဲတော်တော်လေးကြားရတယ်။အဲနောက်ဆုံးမရတာနဲ့တံမတော်ကခဏဝယ်ထင်းလိုက်ရတယ်။